ကဲတော့ကျွန်တော်ဒီကနေ့ဧပြီလ၄ရက်နေ့မနပါလိတစ်ဖြတ်ထုံးစံတိုင်းပဲမနေ့ညစပြီးတော့ကျွန်တော်ငလင်ကိစ္စသတင်းတွေရောတိုက်ပွဲအကြောင်းလေးတွေရောတက်နိုင်တယ်လို့အချင်းချင်းပြီးတော့ဖတ်ပြရပါမယ်ပရမအုံးဆုံးထုံးစံတိုင်းပဲ DBB ရဲ့ကျွန်တော်စစ်တမ်းအရာဆိုရင်မနေ့ညဧပြီလ၃ရက်နေ့ည၈နာရီခန့်အောင်နောက်ဆုံးသိရတဲ့ငလင်ကျောင်းတိမ်ဆုံးသူဦးရေစုစုပေါင်းက3900နဲ့ တအူးကြီးကျွန်တော်ရှိလာပါတယ်ဆိုပြီးတော့ DBV ရဲ့စစ်တမ်းရမင်းရဖော်ပြလာပါတယ်ဒဏ်ရာရရှိသူကတော့9988ရအောင်ပျောက်ဆုံးနေသူကတော့919ရောင်းနေကင်းစင်ရရှိသူ493ရောင်းရှိကြောင်း DBV ကျွန်တော် data တင်းအောင်ကောက်ယူထားတဲ့ မနေ့ကည၈နာရီထိအောင်နောက်ဆုံးသိရတဲ့သတင်းပါပဲအချမ်းဘက်စစ်ကောင်စီဘက်ကတော့အယောက်ပေါင်း၃တောင်စုံစုံလေးပဲဖော်ပြပြီးတော့ DBB ရဲ့ကျွန်တော်တို့ဒီမနေ့ညစစ်တမ်းကတော့၃တောင်900နဲ့တဲဦးတီရှိလာပါတယ်ဆိုတော့ကဒီတဲ့ထပ်ပြီးပေါ့ကျွန်တော်တို့ဒီတေဆုံးသူဥယျာဉ်တွေတိုးလာဖို့ရှိရတယ်ဘာကြောင့်လဲဆိုတော့မနေ့ကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတချို့နေရာတွေဟာဆိုရှယ်မီဒီယာပေါ်တက်မလာတာကြောင့်ကူညီကယ်ဆယ်သမားတွေတောင်းကြလို့ပေါ့အခက်အခဲဖြစ်နေတဲ့နေရာတွေရောမတည်သေးတဲ့နေရာတွေမှာပါ တိတ်ဆုံးသူဥယျာဉ်ကျွန်တော်ထပ်ပြီးတော့တွန်းနေပါတယ်ဆိုတော့ကနောက်မှလည်းအဲ့ဒီကိစ္စတွေကိုကျွန်တော် highlight လုပ်ပြီးတော့ speaker ကိုပြပြသွားဖို့ရှိပါတယ်မင်းညဆိုရင်လည်းတိုက်ကြီးမှော်ပေးဘက်မှာအဆင့်ကျွန်တော်တို့တုံးတမတုံးအစင်းရှိတဲ့ဒါငလီလှုပ်ခတ်ပြီးတော့မနေ့ကျွန်တော်ဒီ2နာရီ15မိနစ်အချိန်ခန့်မှာလဲအစင်းလေးရှိတဲ့ငလီနေလှုပ်ခတ်ခဲ့လို့ကျွန်တော်သိရပါတယ်တစ်ဆက်တည်းမှာပဲအခုဆိုရင်ဒီကျွန်တော်တရုတ်ကကေဇီရီကစပြီးတော့အေပရီလတရနေ့ကနေအဲ့ဒီနေရာတွေမှာ အဲ့ဒီကျွန်တော်အဆောက်အဦတွေပြူကြွားသွားတဲ့နေရာတွေမှာပိုးသက်စီတွေလိုက်ပြီးတော့ဖျန်းနေရဆိုပြီးတော့လည်းသတင်းတွေတက်လာပါတယ်တချို့နေရာတွေမှာဆိုရင်မန္တလေးတွေပို့ခုစကိုင်းမြို့ကတချို့နေရာတွေမှာ အပုံးနဲ့နေစပြီးတော့ကျွန်တော်ထွက်လာပါတယ်ဆိုပြီးတော့မနေ့ကလည်းသတင်းတွေတက်လာတယ်အဲ့ဒါတော့ကိုကြီးကဲစိမရောက်လာရင်မျောနေတော့လဲနန်းလင်းလှုပ်ပြီး6ရက်နေ့ဧပြီလ3ရက်နေ့ထိမနေ့ကထိအောင်စကိုင်းမြို့မြောင်းဦးတီချောင်းကို ပြန်စည်းဖွင့်များရောက်မလာသည့်အတွက်ကြောင့်အပုံနဲ့နေစတင်ပြီးတော့ထွက်နေပါလေဆိုပြီးတော့ဆရာတော်တို့ဘာပြောပြန်ထားတဲ့ရုပ်တံပြီးတော့ကျွန်တော်ပြန်ပြီးတော့တင်ပြလို့များလို့ပါ ဒီရုပ်တံဗီဒီယိုဖိုင်တွေကဒီ YouTube က policy နဲ့မညီလို့ပါအဲ့တော့မင်းကဆရာတော်ပြောပြချက်အများဆိုရင်ရုပ်လုံးတလောင်းလုံးတို့ဘက်ကစတင်ပြီးတော့တွေးရှိရတယ်အထက်မှာလည်းရုပ်လုံးတွေရှိနေအောင်သိတယ်ဒါပေမဲ့တချို့ကိုကြီးကစိအဖွဲ့တွေကဒီနေ့လာမယ်မနေ့ပြန်လာမယ်နဲ့မင်းက April လကျွန်တော်3ရက်နေ့ထိငလင်းလှုပ်ပြီး6ရက်မြောက်နေ့ထိအောင်ကိုကြီးကစိအဖွဲ့တွေရောက်လာမယ်ဆိုပြီးတော့ညှော်လင်းနေတော့လေအခုချိန်ကြီးရောက်မလာသေးတဲ့အကြောင်းစကိုင်းမြို့မြောက်ဒီချောင်းမှာတော့အပုံနဲ့စတင်ပြီးတော့ထွက်နေပါစေတဲ့တင်းမှာပဲ။ဘယ်နောက်ထပ်တင်းတစ်ခုဆိုရင်ငလျင်လှုပ်ပြီး တပတ်ကြာဧပြီလမနေ့ကပဲ3ရက်နေ့မှာစိုးစိုးရွားကျွန်တော်ပျက်စီးခဲ့တဲ့နေပြည်တော်စမုဒိရီမြို့နယ်အတွင်းမှာရှိတဲ့ဝန်ထမ်းအင်အားတွေမှလည်းအပေါင်းအသင်းများထွက်ပေါ်နေပြီးအဆိုပါပါဝင်ချင်းတဝိုက်မှာလည်းနေထိုင်သူများမရှိတော့ဘဲနဲ့လူသူကင်းမဲ့နေပါလေဆိုပြီးတော့မြစီမားကလည်းဖော်ပြလာပါတယ်အပေါင်းအသင်းများထွက်နေပြီးတော့လူသူကင်းမဲ့နေတဲ့နေပြည်တော်ကဝန်ထမ်းအင်အားများဆိုပြီးတော့ဒါဘေးနားမှာဒီဓာတ်ပုံတချို့တို့ကတော့ကျွန်တော်ပြန်ပြီးတော့ချပြရတယ်ရုပ်တံဗီဒီယိုဖိုင်တွေကကျွန်တော်ချပြလို့မရလို့ပါ နောက်ထပ်ငန်းတင်ကိစ္စနဲ့ပတ်သက်တဲ့သတင်းဆိုရင်ဒီချင်းပြည်နယ်ကိုဖျက်ပြီးတော့အိန္ဒိယကနေကယ်ဆယ်ရေးရှင်တန်းချင်းကာကွယ်တပ်များလုံခြုံရေးပေးပါမယ်ဆိုတဲ့သတင်းမှာပဲကျွန်တော်တို့အရန်ကိုကျေးဇူးတင်ပါတယ်ဝမ်လေဝမ်သာရတဲ့တရင်ပြေဆောင်ကတော့မြန်မာနိုင်ငံငလျင်ဘေးကိုကူညီမဲ့အိန္ဒိယအစိုးရရဲ့ကယ်ဆယ်ရေးပစ္စည်းများကိုမီရိုဇန်ပြည်နယ်မှာတဆင့်ချင်းပြည်နယ်ကိုကားများဖြင့်ဖြတ်တန်းပို့ဆောင်နေပြီးခီးတလျှောက်အဆင့်ပြေချိုးမွေ့စီအတွက်ကူညီသွားမှာဆိုပြီးတော့ချင်းပြည်နယ်ကျွန်တော်ချင်းလန်အစိုးရကတော့ ထုတ်ဖော်ပြောဆိုလာပါတယ်ဘေးနားမှာသတင်းပြည်စုံချပေးလာပါတယ်အခုတခါလဲအစင်ပြေချုံးမွေစွာနဲ့ပြည်သူတွေရှိကိုရောက်ရှိပါသေးလို့ပဲဆူတောင်းတယ်ဘာသာရေးဆက်ပြီးတော့ကြားမှမသိဘူးခုတလောကပဲတရုတ်နိုင်ငံကချက်ချင်းနေရင်းနှန်းကိုအကြမ်းဖက်စစ်ကွေးတက်ကပြစ်ခတ်ခဲ့တဲ့ကိစ္စကိုတနက်ကိုမိုးပေါ်ထောင်ပြီးတော့ပြစ်ခတ်ခဲ့တာပါဆိုပြီးတော့ဇော်မဲလုံးကပြောင်းလဲပြောင်းသားပြောတယ်အခုတခါတော့ချင်းပြည်နယ်ကိုဖျက်မဲ့အိန္ဒိယကယ်ဆယ်ရေးရင်းနှန်းကိုချင်းကာကွယ်တပ်ဖွဲ့တွေကလုံခြုံရေးယူပေးမယ်ဆိုတဲ့ပြည်သူတွေအတွက်ဒါကျွန်တော်တို့ကြားဖြတ်တာသတင်းကောင်းလေးတစ်ပုဒ်ပါပဲအဲ့တော့ နောက်ထပ်တစ်ခုဆိုရင်မင်းညားလေကျွန်တော်ရဲ့ Facebook page မှာကျွန်တော်ဖော်ပြထားတယ်အဲ့ဒါတော့ People Spring နဲ့မင်းစီမအစောဆုံးတင်လာတဲ့တနက်ပြောင်းဝရရှိမှာကယ်ဆယ်ရေးမလုံးနိုင်လို့အိန္ဒိယစေတနာဝန်ထမ်းတူနေရက်ကိုပြန်သွားပါဆိုတတိယမှာပဲကဲတော့ကောင်းကြသေးလားသူများနိုင်ငံစေတနာဝန်ထမ်းကုညီကယ်ဆယ်သမားတွေဟာကိုယ်နိုင်ငံထိအောင်နိုင်ရောက်ပြီးတော့ငလျင်ဘေးတင်နေပြည်သူတွေအသက်ကို ကေတီနေချိန်မှာမင်းတို့အချမ်းပဲစစ်ခွေးတက်ကကောင်တွေကမင်းတို့ကိုယ်တိုင်လည်းစောက်သုံးချောင်းဘာမှမကူညီတဲ့အပြုံးမှာပဲတနတ်တကန်းကားတွေနဲ့အဲ့ဒီကူညီကယ်ဆယ်လုပ်နေတဲ့နေရာတွေမှာမတ်တပ်တွေရပ်ပြီးတော့ဟိုလျှောက်သွားဒီလျှောက်သွားလုပ်နေတော့ကူညီကယ်ဆယ်သမားအိန္ဒိယနိုင်ငံကတော့တနတ်ပြောင်းဝရှိမှာကူညီကယ်ဆယ်တွေမလုပ်နိုင်ပါဘူးဆိုပြီးတော့စေတနာဝန်ထမ်းတွေကတော့မင်းင်းကသူ့ရဲ့ social media facebook မှာဘလို့ရေးသားလာလဲဆိုတော့မြန်မာစစ်တပ်အနေနဲ့နိုင်ငံရဲ့အဆိုးဆုံးအချိန်မှာကိုချင်းစာနာစိတ်မရှိရင်တော့လူစိတ်နည်းနည်းတော့ရှိသေးတယ်ဆိုတာ ပြသဖို့ကျွန်တော်တို့မျှော်လင့်မိပါတယ်ဆိုပြီးတော့ကီရန်ဘာမာကသူ့ရဲ့ Facebook မှာရေးသားဖော်ပြလာပါတယ်ပြောရတာနော်စကလုံးကတိုးတိုးလေးပဲမြန်မာစစ်တပ်အနေနဲ့နိုင်ငံရဲ့အစိုးဆုံးအချိန်မှာကိုချင်းစာနာစိတ်မရှိရင်တော့လူစိတ်နည်းနည်းလေးတော့ရှိသေးတယ်ဆိုတာပြသဖို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဆိုပြီးတော့အဲဒီစေတနာဝန်ထမ်းကတော့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာမနေ့ကဖော်ပြသွားပါတယ်တရင်ပြေဆုံးတဲ့ဓာတ်ပုံတွေကျွန်တော်ခြာပေးထားပါတယ်ဘလောက်ဒီကျွန်တော်ရှက်ဖို့ကောင်းလဲအဲ့တော့ သူများနိုင်ငံဒီလောက်ကအရန်ကိုအန္တရာယ်များတယ်သူတို့ဒါစေတနာဝင်တဲ့ဒါကြွလဲကြွန့်ချင်လို့ကိုယ်နိုင်ငံမှာဒီတိုက်ပင်ချားထဲမှာအောက်ဒီမှာပြီးပြားပြီးတော့ပိတ်မိနေတဲ့အသက်ရှင်လို့ရှင်ညာပြည်သူတွေရဲ့အသက်ကိုလာရောက်ကယ်တင်ရေးချိန်မှာမင်းတို့အချမ်းပဲစစ်ခွေးတက်က ြည်သူတွေရဲ့အသက်တွေမင်းတို့ကဟိုမှာဒီနန်းတွင်းထဲကအုတ်ခဲကျိုးပဲမင်းတို့ AI ကြောင့်ကောက်ပြီးတော့ရောင်းဝမ်းဝမ်းလုံနေတဲ့အကောင်တွေကမကူညီတဲ့ပြင်တဏ္ဍတကားကားနဲ့ဘေးနားမှာလုံနေတော့ဟိုကတဏ္ဍပြောင်းဝရှင်မှာတော့မလုံနိုင်အောင်ကူညီကယ်ဆယ်မလုံနိုင်အောင်ဆိုပြီးတော့သူ့ရဲ့နေရက်ကိုပြန်သွားရေးဆိုတော့အဲ့ဒီသတင်းတွေကတိတ်မကြမိပါနိုင်ငံတကာသတင်းမီဒီယာတွေကဖော်ပြတော့မယ်ဟိုမှာတရုတ်ကျစ်ချိန်ကြီးကယ်ဆယ်ရင်းအောင်လဲမင်းတို့ကောင်တွေတဏ္ဍနဲ့ပြစ်ခတ်တယ် ဒီကြားထဲမှာငနေရင်လှုပ်လို့ပြည်သူတွေဒုက္ခတွေဝင်နေရတဲ့အချိန်မှာမင်းတို့အကြမ်းဖက်စစ်ကွေးတက်ကပြည်သူလူထုကိုဆက်လက်ပြီးတော့ဘုံကျဲတပ်ဖြတ်နေရဲဆိုတော့ကျွန်တော်ဆက်ပြောရင်ကျွန်တော်ပါဇက်ကမမတ်ရဲစကလုံးတွေထွက်လာတော့မှာနောက်ထပ်တစ်ဆက်တည်းမှာပဲအင်းစိန်ထောင်ကငနေရင်ဆက်ကျေးဆိုပြီးတော့မြစ်စီမှာလည်းဆက်ပြီးတော့တင်ထားပါတယ်အခြေတော်ပွဲကတော့မြစ်စီမှာမှသွားရောက်ပြီးတော့ဖတ်ပါကျွန်တော်အချင်းချင်းပြီးတော့ဖတ်ပြမယ်ဆိုရင် ဒါကျွန်တော်လက်တန်းပြောရမယ်ဆိုရင်ဒါအချင်းတော်ထဲမှာအခုဆိုရင်နိုင်ငံရေးကျင်းသားတွေတခြားကျွန်တော်တို့အမှုအမျိုးမျိုးနဲ့ကျင်းသားတွေများစွာရှိတယ်အဲ့ဒါကိုအချမ်းဘက်စစ်ခုတဲ့လက်အောက်ကအချင်းသားတွေကဒါငလင်ဘင်းနဲ့ဆိုပြီးတော့ AI အကြောင်းကျွန်တော်ကောင်းမှုပြောပြီးတော့တက်နိုင်တဲ့လူတွေကတော့ဒါထောင်ထဲမှာသူတို့ရဲ့မိသားစုကိုလှမ်းပြီးတော့ဆက်သွယ်ပြီးတော့မင်းကောင်လေးအလှူငွေဘယ်လောက်ထွက်မှာလဲငလင်ဘေးတွေ AI အကြောင်းပြောရင်ကျွန်တော်နိုင်ချင်းတွေကအကုန်လုံးကလေလှူမှာပါဒါမင်းလေးကျွန်တော်ဘလို့ပြောပြီးတော့အလှူငွေကောက်လဲဆိုတော့ ဖြစ်တင်တာကတော့ဗျာတဲ့ဒီလိုတော့အလွန်ငွေကောင်းပဲလှူကျင်တဲ့သူတွေရှိရင်လာလှူလို့ရတယ်စင်းလာပေးကြပါဒီလိုခါတိုင်းပြောသလိုပြောရင်လှူလာတဲ့လူတွေကလည်းအချင်းောင်းနေမှာကျွန်တော်လှူကြမှာပါအခုတော့မပေးရင်ပဲတတ်တော့မယ့်အတိုင်းအရမစက်ကြီးကောက်တဲ့ပုံစံလိုမျိုးနဲ့တောင်းတော့နိုင်ချင်းတွေကအတန်တွေထွက်လာတယ်တဲ့အချမ်းဖက်စီကငွေနဲ့လှူမတော့အချမ်းဖက်တွေမဖြစ်ဘူးမဟုတ်လားတဲ့ဒါဆိုရင်စစ်ကောင်စီလက်အောက်ခံနေတဲ့အချမ်းဖက်တွေပဲပေါ့လေသူတို့ကိုကျွန်တော်တို့လိုမျိုးထောင်ချတဲ့နယ်ဆိုတာမျိုးကြီးဖြစ်လာကြတယ်ကြားလာကြတယ်တဲ့ မလင်ကအပြင်မှာအခုမှလှုပ်တာပါတယ်အင်းစိန်ထောင်ထဲမှာတော့အမြဲလှုပ်နေကြပါတယ်ဒီလိုပြောလို့ဒါစာနာနားလည်မှုမရှိဘူးလို့မြင်နေလိုက်မြင်နိုင်ပါတယ်တဲ့မစာနာလို့ပြောတာမဟုတ်ပါဘူးသူတို့ကတောမီးလောင်ကြောကြောင်လက်ကမောင်းခတ်နေကြလို့ပါတယ်သူများဟန်နေပွဲတော်တဲလှုပ်ချင်ကြလို့မဖြစ်မနေဝင်ပြောရတာပါတယ်ဒီလိုမျိုးအင်းစိန်ထောင်ကြီးမှာနိုင်ငံရေးငလင်လှုပ်နေတာကိုအပြင်ကလူတွေမသိကြပါဘူးလေဒီကလူတွေအလွန်ငွေတွေကလည်းဒီကလူတွေတိုင်းရောက်စီကြီးမာနေဆိုပြီးရောက်ချင်မှလည်းရောက်မှာမှာအဲ့တော့ပြောချင်တာတော့အကြမ်းဖက်ကျွန်တော်စစ်ခွက်တဲ့လက်ဟုတ်ကန် အချင်းထောင်လေးကလူတွေကမလင်းကျွန်တော်တို့ဒီအလုံငူကောက်ခံတဲ့နေရာမှာအေးရအကြောင်းကောင်းအောင်ပြောပြီးတော့မကောက်ခံမဲနဲ့သူတို့ပြည်ကျွန်တော်နိုင်ငံရေးအချင်းသားတွေကိုစက်ကြီးကောက်သူလိုမျိုးမင်းတို့ကောင်တွေမဖြစ်မနေလာရောက်ပြီးတော့ထွက်ရမယ်ဘာညာဆိုပြီးတော့အတင်းရမစက်ကြီးကျွန်တော်ထဲကတဲ့အတိုင်းပုံစံမျိုးတွေကောက်နေလို့ဒါကတော့မင်းညမင်းစီမဖော်ပြလာတဲ့အင်းစင်ထောင်ကငလင်းစက်ကြီးဆိုတဲ့သတင်းလေးကိုအချင်းချုံးပြီးတော့ဖတ်ပြတာပါနောက်ထပ်ကျွန်တော်တို့တိုက်ပွဲသတင်းတွေပဲကိုလှည့်လိုက်အောင်ဆိုရင်ဟိုတနေ့ကကျွန်တော်ပြောဖို့မိကြံခဲ့လို့ပါပြောတော့ပြောသွားတယ်အဲ့ဒါတော့ ဘောလခဲနဲ့ဖားဆောင်မှာရှိတဲ့စစ်ကုံစီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်မှုမှာစစ်ခွေး60ကျော်တေဆုံးပြီးတော့လက်နက်မျိုးစုံအလက်40တင်းစီရရှိပါဆိုတဲ့ဒရင်ကောင်းပါပဲကျွန်တော်ဘာကြောင့်ဖတ်ပြရလဲဆိုရင်ကျွန်တော်မောင်မားတွေကျွန်တော်အမြဲတမ်း speaker လုပ်ပေးပြီးနေ KND ရဲ့ B27 ရဲပုတ်လေးတွေရတယ်အဲ့ဒီတိုက်ပွဲမှာရိုးချွတ်ချွတ်ကျွန်တော်ပါဝင်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်အဲ့တော့ကျွန်တော်မောင်မားတွေထောက်ကူပေးရကျွန်တော်နတ်တယ်ဆိုတဲ့ကိစ္စလေးကိုကျွန်တော်ပြောချင်တာပါအဲ့တော့ ကရင်ပြည်ဘက်မှာစစ်ကောင်စီကတိုက်ခိုက်မှုတွေမရတာကြောင့်စစ်ကောင်စီဘက်ကမူတည်ပြီးတော့စစ်စင်ရေးတွေလှုပ်ဆောင်ပါမယ်ဆိုပြီးတော့30ထဲမှာပဲကရင်နီတပ်ပေါင်းစုတွေကလည်းကျင်းညာပါတယ်ကျွန်တော်ပြောတယ်ဟိုနေ့တွေကကရင်နီကကျွန်တော် IC ကထုတ်ပြန်ထားတယ်ငလင်ပေးတင်နေပြည်သူတွေကရင်နီမှာလာရောက်ပြီးတော့နေထိုင်ခွင့်ရှိပါတယ်ဆိုတော့ဟိုဘက်က IC ကထုတ်ပြန်ကျင်းညာထားတော့မှပဲအချမ်းဘက်စစ်ကူတက်ကကရင်နီမှာသွားရောက်ပြီးတော့ဘုံကျဲတယ်အဲ့တော့အချမ်းဘက်စစ်ကူတက်ကလုံရက်ပေါ်တွေမူတည်ပြီးတော့ပဲ စစ်စီတွေလုတ်ဆောင်သွားပါမယ်ဆိုပြီးတော့ကရီနီတပ်ပေါင်းစုတွေကလည်းကြေညာထားတယ်ဒီကောင်တွေအချမ်းမဲ့စစ်ခွဲတက်ကအခုရာရင်အပြည့်ရတယ်ဆိုပြီးတော့ဒီကောင်တွေကြေညာထားပြီမဲ့လေမိုးပြုတ်လို့ဒီကောင်တွေတာအလုံးကြီးနဲ့ပြန်လည်သိမ်းပိုင်နိုင်ဖို့ကြိုးစားနေကျွန်တော်ဒီရဲ့ဘက်မှာကျွန်တော်မုံမားတွေကိုကမ်ပိန်းလေးကြောင်းလေးကျွန်တော်မပြောပြချင်မပြောပြရင်ဘူးပြည်သူတွေအကုန်လုံးဒုက္ခတွေဝင်နေရတဲ့ချိန်မှာနောက်တစ်ပတ်လောက်ဆိုရင်တော့အဲ့ဒီ KNDF Billionaire Seven တန်ရင်ကလိုအပ်နေတဲ့ဒါကိစ္စလေးကိုကျွန်တော်တင်ပြဖို့ရှိပါတယ်အခုကတော့ဒီရဲ့ဘက်မှာကျွန်တော်မပြောရလို့ပါဒါကတော့ကျွန်တော်ကရီနီဘက်က ဒီဘောလိုက်ခဲတဲ့ဖားဆောင်မှာရှိတဲ့အောင်ပွဲသတင်းလေးကိုကျွန်တော်ကြားပြလေးဖတ်ပြတာပါနောက်ဆုံးပဲကျွန်တော်သတင်းတစ်ခုဆိုရင်အချမ်းဘက်စစ်ကွေးခေါင်းဆောင်အာဘင်းစတက်အစီဝေးတက်ရောက်ခွင့်မှုပေါ်ကိုကန့်ကွက်ကြောင်းပြသရန်ထိုင်းရောက်မြန်မာများအလုံးမစင်းရန်နဲ့အနက်ရောင်အဝင်းစားများဝိစင်ကြရန်တပိတ်အင်အားစုများကတော့ကျွန်တော်တိုက်တွန်းထားပါတယ်အဲ့တော့ဘေးနောက်မှာသတင်းပြည်စုံကျွန်တော်ခြာပေးထားပါတယ်မနေ့ကဆိုရင်ကျွန်တော်တွေ့ပါတယ်ဝရန်ဒီစစ်ကွေးကောင်းဆောင်မင်းအောင်လိုင်းနဲ့နေပေါ်နိုင်ငံတို့အိန္ဒိယတို့ဒီထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ကျွန်တော်တွေ့ဆုံတဲ့ ဒီဓာတ်ပုံတွေကိုဘုံမအောက်တန်းသားတွေကအသေးအတန်အလူရက်ကိုဖော်ပြနေကြတယ်ဒါမင်းနဲ့လေကုန်းမှလာကြတော့သူများနိုင်ငံရဲ့ခေါင်းဆောင်တွေကတော့ထိုင်းနိုင်ငံရဲ့ဝင်းကျုပ်ကသူကိုယ်တိုင်သွားကြည့်တယ်မေအောင်နိုင်ကတော့တဆင့်ကန်နဲ့ပဲအကျိုးခံရဆိုတော့ကဘီနာမှာဓာတ်ပုံကျွန်တော်ခြာပေးထားပါတယ်ကဲတော့နောက်မှာကျွန်တော်တို့ယူဆုံးကြည့်ရမယ့်ရုပ်တံဗီဒီယိုဖိုင်လေးကတော့မနေ့ညဒီဗီဗီကဖော်ပြလာတဲ့နေပြည်တော်လေစိန်နာကအကြောင်းများဆိုတဲ့ငနေကိစ္စနဲ့ပတ်သက်တဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုစပြီးတော့ကြည့်လိုက်ရအောင် နေပြီးတော့လေးစိန်နာကဂျိုရုဓာတ်ပုံတွေကိုဆက်ကြည့်ကြအောင်ပါဒါကတာပေါင်နဲ့လူသွားလန်းလို့ယူဆရတဲ့နေရာတွေဖြစ်ပါတယ်ဒီနေရာမှာဆိုရင်လုံးဝလမ်းကြီးကရွေ့သွားတာကိုမြင်ရမှာဖြစ်ပါတယ်ဒီပုံမှာလည်းဒီဟာကိုအထင်ရှားမြင်ရပါတယ်ဒီမှာဆိုရင်လည်းရွေ့သွားတာကိုဒါစကေးနဲ့ချပြထားဖြစ်ပါတယ်ဒါကတော့ခုနကအကြောင်းသွားတဲ့လမ်းကြောင်းကိုအနီအောင်နဲ့တပြပေးထားတာဖြစ်ပါတယ်စူပါရှီယားငလင်သာမှန်တယ်ဆိုရင်ဒီငလင်အတွင်းမှာမြန်မာနိုင်ငံအလေတက်တဲ့ကနေ တောင်မြောက်ဆင်းသွားတဲ့သခိုင်းပြက်ရွေဟာကီလိုမီတာ400နဲ့အထက်အပ်သွားနိုင်တယ်လို့သုံးသပ်ထားပါတယ်။ဆက်လက်ပြီးတော့နေပြီးတော့လေရစကန်နာကစစ်တမ်းရတစ်ခုရဲ့ပုံကိုပြပေးပါမယ်။ဒီပုံမှာဆိုရင်ဒီစစ်တမ်းရမှာဒီအကြောင်းနဲ့တက်တက်ကြတဲ့ဒီစစ်တမ်းရတစ်ခုကဒီနေရာမှာအဲ့နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။တခြားစစ်တမ်းရညီနေရာနဲ့ရှင်းကြည့်ရင်ဒီကောင်ပျက်စီးနေတဲ့ပုံစံကိုထင်ရှားမြင်မှာဖြစ်ပါတယ်။ဒါကတော့ဒီအပ်သွားတဲ့အကြောင်းလမ်းကြောင်းကိုအနီအောင်နဲ့ထပ်ပြပေးထားတာဖြစ်ပါတယ်။ ကဲအဲ့တော့ဒါကကျွန်တော်မနေ့ညဒီဗီဗီယာဖော်ပြလာတဲ့နေပြီးတော့ဒီကျွန်တော်တို့လေစိန်သားကအကြောင်းများဆိုတဲ့ကိစ္စကိုတတ်တည်ကျွန်တော်ရုပ်တံပြီးတော့ပါအချက်လိုက်နေတဲ့ကိုကျွန်တော်ချပြထားတဲ့စီရောကအောက်မှာကျွန်တော်ကိုမန်းနေဝင်ကြည့်လိုက်တော့ဟိုဘက်အောက်တန်းသားဘုံမရှိတော့ကောင်လေတေချာဓာတ်ပုံနဲ့အချက်တန်တဲ့နဲ့ပြောလဲပြောဖိမ့်ပိတ်ညင်းလို့မရတော့ဘူးရှင်းပါလေကျွန်တော်ဖတ်ပြသွားတယ်နေပြီးတော့ကျွန်တော်ဝန်ထမ်းအင်အားတွေမှာနေထိုင်မဲ့သူမရှိတော့ဘဲနဲ့အပုံးနဲ့နေထွက်နေပြီးတော့ပြောချင်တာကတော့အောက်မှာကိုမန်းနေမှာကျွန်တော်ဗာကြီးထားလဲဆိုတော့ ဒါလောက်ကြီးကြီးကျွန်တော်ပြည်သူတွေတို့ဒုက္ခရောက်နေတဲ့ကြားရရလေအချမ်းပဲစစ်ခွေးတဲ့ကိုဘလောက်ကြီးမြေတာတုံးလဲဆိုရင်ရှင်းရဖော်ပြတော့တာနေပြီးတော့လေစင်နာကျွန်တော်အချောင်းနေတက်ပုံ၆လုံးနှန်းကိုဖြတ်မဲ့အချောင်းများမရှိဘူးလားဆိုပြီးတော့အောက်မှာကျွန်တော်ဒီကျွန်တော်နာမည်တော့မဖော်ပြတော့ပါဘူးပြည်သူတွေကကျွန်တော်ကိုမဝင်ရေးထားပါလေကျွန်တော်တော်လေးကိုသဘောကျပါတယ်ဒီချိန်မှာကျွန်တော်လှောင်ပြောင်းမဲ့အချိန်ပုံထားခင်းနဲ့ နေပြည်တော်ရှေ့ကဖော်ပြသွားတာနေပြည်တော်ကျွန်တော်လေစိန်နာဝန်ထမ်းအင်ယာနာအကြောင်းတွေဆိုဖော်ပြသွားလို့အောက်ကပြည်သူတို့ကကြည်ရတာကတော့နေပြည်တော်6လုံးတန်းကိုဖျက်မဲ့အကြောင်းများမရှိဘူးလားဆိုတော့ကကျွန်တော်မနေ့ကအဲ့ဒီကူမဖတ်ကြည့်ပြီးတော့တော်တော်လေးကိုသဘောကျသွားပါတယ်နောက်မှကျွန်တော်လာပါပြီကျွန်တော်သူများတွေငနေလှုပ်ပြီးတော့ကျွန်တော်9ရက်မြောက်6ရက်မြောက်တဲ့နေ့ကိုရောက်လာပြီးအစောဆုံးကျွန်တော် NGO ကစပြီးတော့ကျင်းကြတယ် အပြစ်ခံထိုးစစ်ကိုနှစ်ပိုင်းရတယ်နောက်ပိုင်းမှာတော့ကျွန်တော်မြောက်ပိုင်းညီတော်မဟာမိတ်သုံးဘွဲ့တို့အေးအော်တော်လိုင်းတပ်ဖွဲ့တွေအကုန်လုံးကျွန်တော်ငလင်ကယ်ဆယ်ရေးကိုရှေ့ရှုပြီးတော့စာနာထောက်ထားတဲ့အနေနဲ့အကုန်လုံးအပြစ်ခံတွေရကြတယ်အဲ့တော့ဂူမကျွန်တော်တို့ဘယ်ကြောင်တွေကနေတေးနိုးလာပြီးတော့ထလာတယ်မသိဘူး BGA ကအကုန်လုံးကဂူမဘာထအော်လဲဆိုတော့ယာကြီးခိတ္တအပြစ်ရကြဖို့ကိုကင်းပြင်းနဲ့နေကြကုန်တက် BGA ကမြေတားရက်ခံပါတယ်ဆိုရင်နောက်မှာနိုင်မုံစောဘလိုတွေဒရာမာချူထားလို့ဆိုတော့တစ်ချက်လောက်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင် ကျွန်တော်တို့ဟိုလက်နက်မမီတဲ့နေရာတွေမှာလူဖြစ်ပေါ်ရတဲ့အရာတွေလည်းဆရာကျွန်တော်တို့အားလုံးဒီဆုံးထိခိုက်ဒဏ်ရာပျက်စီးဆုံးရှုံးမှုတွေပါကျွန်တော်တို့ဟိုထပ်တူခံစားအဲ့လိုခံစားကျွန်တော်လည်းအများကြီးဝမ်းနေမိပါတယ်ကျွန်တော်တို့ကိုကျင်းစာရအားလုံးကဒုသားတွေကိုကျင်းစာတွေကသာတက်ရတော့ကျွန်တော်နိုင်ငံရှိချမ်းပါပါကျွန်တော်မိတ္တရခံမိတ္တရကတောင်းပန်တော့မိတ္တရကတောင်းပန်တော့ဒီချိန်ဒီကာလလေးမှာကျွန်တော်တို့ဒီဟိုဘက်ဖက်တော့ဟိုဒီလက်ထက်ကြိုက်ထားတော့ညီကိုပေါင်းပါဗျာအားလုံး ဟိုဒီကာလလေးပေါ့ဒီကာလလေးမှာခဏလေးဒီပြလဲကဲသေးရေးအခြေသေးအပြီးငင်ချေလေးမှာခဏလေးဒီခပ်ပေးစီချင်ပါလားကဲသေးသွားတဲ့အဲဒီကိုယ်ကြီးလဲသူတို့လည်းကြီးလန်းခါလဲအလုံးလုံးနေရာပဲရှိပဲကျွန်တော်ဒီစကိုင်းမက်ဆိုလဲဟိုသွားချင်းကြားတယ်ဗျာသွားချင်းကြားတယ်မယ်ဘယ်ချမ်းမှာလဲဟာသူကျွန်တော်တရင်ကြားတယ်အဲ့မှာဟိုတိုက်ပွဲကြီးဖြစ်တဲ့အဲသူအဲ့လိုပေါ့နော်လူစုံတုံပြရတဲ့ခါကျတော့ကဲသေးလဲသူတို့လည်းအတက်နေပြီသူတို့လည်းရှိမလူတွေကဲချင်တော့လဲကိုယ်မှလည်းအတက်နေဆိုတော့ အဲ့လိုမရောက်ခဲ့တဲ့အခါကျတော့ပြည်သူတွေပဲနင်းတာတော့ဗျာအင်းအင်းเนาะအဲ့တော့ကုမကျွန်တော်တို့ဘယ်ကြောင်လေးကနေတည်ရင်းလို့ပြီးတော့ထလာလဲမသိဘူးသူများတွေရောဥမာအပြစ်ခံရလို့ကျင်ညာထားရပြီဗလရဲ့ကောင်ရှိနေပြီကုမကျွန်တော်တို့ပါအကျမ်းပဲစစ်ခွေးတဲ့ဘောဥမာကျွန်တော်အာစကိုင်းဘက်မှာလည်းကျွန်တော်အတန်လေးကြားပါလေတိုက်ပွဲတွေပါလေဟိုတလောကကျွန်တော်ဝါရမိုင်းဖြတ်တဲ့ကိစ္စကိုဒီကောင်ပြောနေတာအဲ့တော့ကုမဘယ်ကြောင်လေးကနေအိပ်ပြီးတော့တည်ရင်းလို့ပြီးတော့ထလာမသိဘူးအသေးအံဖင်ကုန်းပေါ်ပြီးတော့ဟာတဲ့ငလင်ကဲစိမ့်အတွက်ကိုလည်းအပြစ်ခံတွေရထားကြဖို့မြစ်တရက်ခံပါလေဆိုပြီးတော့နိုင်မောင်စော်ဆိုတဲ့ကောင်တော့မနေ့က ဒီကောင်လေးတေယိုးဆောင်တာတော့ကျွန်တော်ပြောတယ်အကယ်ဒမီပေးလောက်ပါတယ်မျက်ခွက်ကိုတစ်ချက်ရှိုးစုတော့ကနောက်မှာဆက်ပြီးတော့ကြီးရမှာတော့မင်းရဒီလိုင်းမုံရုပ်တံပြလို့ပါဒီပုံတက်လာတယ်အဲ့ဒါတော့ငလျင်စပြီးတော့လှုပ်ခတ်တဲ့နေရရုပ်တံပြလို့ဖိုင်ပါပဲအဲ့ဒါဘာလဲဆိုတော့တခြားမို့ဘူးအချမ်းဘက်စစ်ခွဲတွေကဖြောင်းလင်းပြောင်းသားပြောတဲ့ဇော်မဲလုံးကိုမင်းမြင်ရတဲ့ရုပ်တံပြလို့ဖိုင်ပဲကင်မရာပဲညှန့်လို့လာဒါမှမဟုတ်ဇော်မဲလုံးရုပ်ကငကိုတွေကမဲပြီးတော့ပြောင်းလင်းလို့မမြင်ရတာတော့မသိဘူးနောက်မှာတစ်ချက်လောက်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင် အခုလက်တော့တော့ကျွန်တော်ကဟွာပေါ့ဒီစကိုင်းတိုင်းဒေတာကြီးဒီမလေးတိုင်းဒေတာကြီးအဲပြီးရင်ကျွန်တော်မခွေးတိုင်းဒေတာကြီးဒီပြီးတော့ကောင်စီနယ်မြေရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေတာတွေကိုတကောဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေအရကျွန်တော်အကြီးဘော့အခြေအနေထောက်ပြန်ထားပါတယ်။ဒါပြင်ခုနကတည်းကကျွန်တော်တို့ဒီနိုင်ငံတော်စင်မအုပ်ချုပ်ရေးကောင်စီဥက္ကကျွန်တော်ပေါ်မှာပါ။ဒါမမြင်အောင်ဒီကတော့အရေးကြီးပါ။အရေးကြီးပါ။ခုခဏလို့လည်းမြင်တဲ့အတိုင်းလေဒီနေပြီးတော့မှလည်းဒီကခံရတဲ့လူတွေများတယ်။တွေးလို့ချက်များတယ်။ဒါဆိုကစကိုင်းမန္တလေးမှာလည်းများတယ်။အဲဒါစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရဲ့ဒီကျွန်တော်တို့နေပြီးတော့ညင်များရှိတဲ့တွေးလူရှင်များနဲ့ဈေးရုံတွေအများဆုံးဆက်တယ်။အဲဒီဟိုစင်ကြ ကာဏပေါ့လေအဲ့ဒါလေးပါဟုတ်ကဲ့လူကြီးကလောက်လောက်ဟိုတေဆုံးတန်ရာရရှိပါပြီလေကိုကိုကျွန်တော်မြင်တာကတော့အဲဒီဒေဗီရောကဒါတကယ်မတင်လောက်တဲ့ဒေတာစခိုင်းလိုက်ဒေတာကြီးဟိုစခိုင်းလိုက်ဒေတာစခိုင်းပေါ့စခိုင်းဘက်မှာအခြေခံပြီးလောက်တာဖြစ်တယ်အဲ့တော့ဒီမြေပြည်တော်မှာတောင်မှဒီလောက်အခြေအနေဖြစ်နေရင်အဲ့ဒီဘက်မှာအသေးပြောက်အားနိုင်တယ်လို့ခံမှန်းပါတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့အရေးပေါ်အခြေအနေလည်းညင်ညာထားတယ်ကဲအဲ့တော့ကြားတဲ့အတိုင်းပဲဟိုမှာ ဟိုကမေးတာရှင်းရှင်းလေးတိတ်ဆုံးသူဦးရေဘယ်လောက်ရှိသွားလဲဆိုတော့ချက်ချင်းတည်းမဖြစ်တော့ဒီကောင်လေးစောက်ချစ်တိုင်းပဲဝိတ်ဝိုက်ပြီးတော့ရှာကျောကရှင်နေသေးတယ်ဆိုတော့ကကျွန်တော်ပြောချင်တာအခုချိန်ဒီနိုင်ငံတကာအကူအညီတို့ဆက်လိုက်ပြီးတော့မျှော်လင့်ရုံးဆိုတော့ကဒီကောင်လေးခိုးဖို့အတွက်ပဲချောင်းနေရဆိုတော့ပြည်သူလူရှိကိုအပြည့်အဝရောက်မှာမဟုတ်ဘူးဆိုတော့တိုင်းပြည်လုံးကလည်းသိနေတယ်အဲ့တော့ကျွန်တော်ပြောချင်တာကကင်မရာမကောင်းတာလားငကိုလေးကဇွန်မဲလို့မျက်ခွက်ကတော့မဲပြီးတော့ပြောင်းနေရတော့မသိဘူးမျက်နှာကိုလုံးဝမမြင်အောင်ဆိုတော့ကနောက်မှာ ဒီအပိုင်းမှာဒီဗီဒီယိုဖိုင်လေးကျွန်တော်မတင်ပေးချင်ပါဘူးဒါပဲနဲ့လည်းကျွန်တော်တို့ပြည်သူတွေဘလို့တွေဖြစ်နေလဲဆိုတာ Facebook မသုံးတဲ့မောင်နှမတွေပြပရောက်နေတဲ့မောင်နှမတွေသိအောင်လို့ BBC ကမနေ့ကသူတို့ကိုယ်တိုင်မြေပြင်ထိအောင်တွားရောက်ပြီးတော့ကွင်းစီပြီးတော့မေးမြန်းထားတဲ့အခုလုံးလုံးနေစဉ်မှာမနေ့ကလည်းအချမ်းဘက်စီခွေးကလော်စပီကာနဲ့လိုက်လာអော်ပြီးတော့ကျင်းကြတယ်ဒုက္ခရောက်နေပြည်သူတွေမန္တလေးကျုံပိနားတွေကတ္တရလမ်းမော်တွေမှာအခုဆိုရင်နေနေမှာမနေရလို့အပြင်ထွက်ပြီးတော့နေနေရတဲ့လူတွေအိုးရင်ဆုံးရှုံးသွားတဲ့မိသားစုဆုံးရှုံးသွားတဲ့လူတွေတွားရောက်မေးမြန်းထားတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုဆက်ပြီးတော့ နားထောင်ကြည့်လိုက်ရအောင်ချိန်မှာကျွန်တော်တို့အိမ်မမအိမ်အကောင်းကြီးရှိနေတော့တက်နေဖို့ကျွန်တော်တို့မှအစီအစဉ်မရှိတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့မနေရတော့အိမ်ဆိုတာအထက်ကိုမျက်နှာချက်ကျွန်တော်တို့ရဲ့ပုံမှာမျက်နှာချက်ရှိနေတော့အဲ့ဒီတည်းမှာကျွန်တော်တို့ဝင်နေဖို့မရှိတော့ဟွာကြောက်လို့ထွက်အိတ်တာပါတိုက်တင်ကြတဲ့ကိုကနေရတော့လေအဲ့ဒါကြောက်လို့ထွက်အိတ်တာပါပူလာတော့စက်တရားစီပူနေတာဟုတ်ဟုတ်ကက်တရားလေးပူနေတယ်ဒီမှာကျနေလူတွေများတော့နည်းနည်းတော့အားရှိတယ်ပေါ့တော့ 啊，代表阿，弟弟你做做开阿啦你、這個？我话做咩？都咩事嘛？多阿比多？你只带呆，你做啊？阿伊嘛多阿，阿爹阿带是老大事咯，阿啦？阿爹老了，阿你别啦？大家多多听多阿来嘛？我老早的哦，我喏，以前的嘛那都，塞木比较差阿比多，阿别啦？就多阿你只在交比阿么嘛？我细那的嘛，现在呢现在呢家，就说我,我把我如果障好，人家最比谁的养我难就多啊？ ဟဲ့ကကျော်သေးတော့အကုန်လုံးပြူကြတော့မကြုံဘူးဒီဒါကြောင့်ဒီတက်ရရောက်ပြီလို့60ကျော်ပြီ90တန်းနီးနေပြီဒီလိုဘာဘယ်လိုမခံစားဘူးပေါ့နော်ပြည်သူတွေကတော့လားလူတွေဗျဟုတ်သူတွေအဲ့လိုမျိုးတော့ဒီကျုံးကြီးမှာအများနဲ့လားလူရှာတယ် သူတို့ခင်ဗျာတူရှာတယ်ဟုတ်ဘယ်လိုလဲလူတွေဒီမှာဘယ်လိုမျိုးနေရတော့ရေချိုးဖို့လိုအင်တာသုံးဖို့ကြာဘယ်လိုလုပ်ရလဲဘယ်လိုမျိုးနေရတော့အင်တာသုံးဖို့မရှိတဲ့လူကတော့လမ်းပေးသွားရတာပေါ့ဗျာဒါကတော့ပုံမနေနေပြောလိုက်တာပဲနော်ဟိုရှိတဲ့လူကြတော့လည်းရှိသလိုပေါ့တယောက်နဲ့တယောက်မိန်းကလေးတွေအကူညီတောင်းပါညာပေါ့ကျွန်တော်တို့ကတော့လက်ရှိဒီနားလေးမှာတော့အဆင်ပြေတယ်ပေါ့ဗျာအဲ့လိုပဲပြောရမှာပေါ့ကိုအိမ်နီးနာချင်းနေပေါ့ရှိနေတဲ့ပုံမှာဒီမှာအဲ့ရတာဖြတ်တန်းရတာပြောရမယ်ဆိုရင်တော့ရင်းတမမနေပေါ့ ကျွန်တော်တို့မှာကျွန်တော်တို့မှာဒုက္ခတွေအမျိုးစုံနဲ့ညခေါင်းလေးချလိုက်တာနဲ့အတန်လေးတလုံးချလိုက်တာနဲ့မိသားစုအားလုံးကလန့်နိုးသွားတာမျိုးလေးပဲအဲ့ဒါမျိုးကြီးကြုံတွေ့ရတယ်ဗျာပြီးတော့ဘေးပတ်ဝန်းကျင်ဒုက္ခရောက်တာတွေလည်းကြုံတွေ့ရနော်အဲ့တော့ဒါကျွန်တော်ဒီ view တော့ပြန်ပြီးတော့မရှင်းသေးချင်ပါဘူးဒါပေမဲ့ကျွန်တော်ရှေ့မှာဆောစောကပြောသွားတဲ့အတိုင်းပဲဖြီးပါရောက်နေတဲ့မော်လမားတွေ Facebook မသုံးတဲ့မော်လမားတွေသိအောင်လို့အခုလက်ရှိဒါမနေ့ကညအထိအောင်ဒီ BBC ကသွားပြီးတော့မေးမြန်းထားတာပါအဲ့တော့ အထူးသဖြင့်ကျွန်တော်ပြောချင်တာအခုချိန်မှာဒီလူရတန်းတဲ့ကိစ္စတွေကလည်းတချို့ဆိုရင်လည်းဒီလိုမျိုးဒီဒီဆယ်လီအဆယ်လီလို့ကျွန်တော်ပြောချင်ပါဘူးတချို့တချို့ကိုကျွန်တော်ပြောပါတချို့သွားလို့လူရင်းဆိုလည်းတချို့တဓာတ်ပုံတွေသွားပြီးတော့ရိုက်ကြတယ်ငွေလေးပါလေကျွန်တော်လှူပြတယ်ပြီးရင်အမဒီလုံစားတဲ့လူတွေကလည်းရှိတယ်အလင်းညာလူတွေကလည်းပေါ်နေရေဆိုတော့ကတကယ်အမှန်ကန်သွားရောက်လှူတဲ့ပရိုက်တာညီကိုအဖွဲ့စည်းလို့ပြောချင်တာအမျိုးသမီးအသုံးဆောင်ကျွန်တော်အဲ့လိုဆိုသဘောပေါက်မှာပါအမျိုးသမီးတွေကျွန်တော်ဒီလားစင်သုံးတဲ့ဟာလေးတွေတက်နိုင်တော့များများလေးတွေဝယ်ပေးသွားကြပါပြီးတော့ ီအိမ်သာပေါ့တော့တချို့ကလည်းဒီအစားအသောက်တွေဖြူတယ်ပတ်စံပေးရတယ်ကျွန်တော်တို့ဝမ်းသာပါတယ်ဒါပေမဲ့တာလူလည်းခေါ်ပါတယ်အဲ့တော့အခုလိုအပ်နေတာအိမ်သာပေါ့တော့ကျွန်တော်မင်းကရိုးတန်ပြီးဘာလဲတပုတ်တွေးလိုက်ရတယ်အိမ်သာလူတွေလူတွေရှိပါတယ်အိမ်သာတွေတို့ဆောက်လို့လူတန်းပြီးတော့တို့ကတော့ပတ်စံထုတ်ပေးမယ်အမှရှိတဲ့ဒီလူငယ်တွေယောက်ျားသားတွေတို့စောက်ကြအခုတို့ဘယ်လောက်ကြမလဲဖြစ်နိုင်ကြကြလေးအိမ်သာဥမာဒီ အေးတက်သားအိမ်သားကျွန်တော်ထေရန်ကလေးတွေဒါမျိုးလေးကျွန်တော်အလုံးနဲ့ဆက်အလုံးသုံးဆောင်လို့အိမ်သားကျွန်တော်ကျမ်းမာရတော်တော်လေးကိုအရေးကြီးပါတယ်ဟိုနေ့ရဆိုရင်ကျွန်တော်ဖတ်လိုက်ရတယ်ဝင်းရောကကျွန်တော်ဒီစပြီးတော့နှစ်ဦးကူးဆက်ခံရလို့ကျွန်တော်ပြောတယ်ဒါတွေကကျွန်တော်ရှစ်ဆက်ပြီးတော့ဒီငလေးရဲ့နောက်ဆက်သွေးတွေကျွန်တော်ကျမ်းမာရထိခိုက်လာဖို့ရှိပါတယ်အခုလဲရှေ့မှာကျွန်တော်ဖတ်ပြသွားတယ်တရုတ်ဒီကျွန်တော်ကယ်ဆယ်ရေးသမားတွေအဲ့ဒီအဆောင်တွေပြောကြားသွားတဲ့နေရာတွေမှာပိုးသက်စီတွေစပြီးတော့ဖျန်းနေပြီအဲ့တော့ ဒီအမျိုးသမီးလားစင်သုံးလေးတွေပြီးတော့တချို့ဝါးတဲ့လူတွေအတွက်အင်ကြီးစိုက်ကြီးလေးတွေအစ္စရာလာတို့ကျွန်တော်တို့ဒီအိတ်ဆိတ်ဆံလို့အဲ့လိုပုံစံလေးတွေတက်နိုင်တော့ထည့်ပြီးတော့ဒါဝယ်ယူပြီးတော့ကုညီပေးကြပါလို့ကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ကိုချင်းစာပါတယ်အဝေးမှာနေနေရမယ်ဘယ်လောက်ဒီကျွန်တော်သွေးပြက်နေမယ်ဆိုတော့ကဲကူကြီးပြောတာမကြောက်လားဒီမန်နေဂျာပေါ်မှာကိုယ့်ရဲ့အပေါ်မိုးကြည့်လိုက်မန်နေဂျာရှေ့နေတော့မှပဲသူတို့မှမနေရတော့ဘူးတဲ့ဒုံးဆိုတဲ့အတန်ကြာနေတယ်သူတို့လမ်းပြီးတော့နိုးနေရတယ်ဆိုတော့ကျွန်တော်တို့အဝေးမှာနေနေဒါတွေကကျွန်တော်ကိုချင်းစာပါတယ်အဲ့တော့နောက်မှာ နောက်ဆုံးဂိတ်တဖုံးနေနဲ့မပါမဖြစ်ကျွန်တော်တို့ရဲ့ပေတိုင်းဆိုင်ဘုံမကြုံမျိုးမင်းကဗာပြောရလဲဆိုတော့မနှိမ့်ရတယ်ကျွန်တော်အဲ့တဲ့ရင်ကိုကြားပါတယ်အမေရိကန်နိုင်ငံမှာဒါအမေစုလက်ထက်ကကျွန်တော်အနှံ့ထားတဲ့ဒေါ်လာတဘီလီယံလားမသိဘူးအဲ့ဒီကိစ္စကိုအောက်တန်းစားခွေးတို့ဘက်ကတက်လာတဲ့ပါတီကျွန်တော်လေးကိုလည်းအဲ့ဒီပါတီတွေကလည်းကျွန်တော်နာမည်လည်းမကြားဘူးပါဘူးအဲ့ဒီပါတီတွေကလည်းစာရေးပြီးတော့တောင်းဆိုထားပါဆိုနောက်မှာတစ်ချက်လောက်ဆက်ပြီးတော့နားထောင်ကြည့်လိုက်ရအောင်ဟိုအဖွဲ့ကပါတီ၅ခုကဥဆောင်ပြီးတော့ ပါတီ၅ခုတခုထုတ်တာအဲ့ဒါလေးကိုကြည့်ပြီးတော့ဒီပါတီ၅ခုရဲ့လှုပ်ဆောင်ချက်ကလေးကိုတော့ဒါအတိမပြပါဘူးအဲ့ဒါမှလည်းဆိုလို့ပြောရင်တော့ဒေါ်နယ်ထရန့်စီမှာဒေါ်လာတဘီလီယံရှိတယ်အဲ့ဒါပြန်တောင်းတာဗျာအဲ့ဒါလို့ပြောရင်မို့လို့ချုပ်လို့လို့ရင်းပြောရင်တော့မြန်မာနိုင်ငံငလင်းကြောင့်ထိခိုက်ဒဏ္ဍာရီဆုံးချုပ်မှုတွေဖြစ်တယ်ပြန်လဲထူထောင်မှုလုပ်ရမယ်ပေါ့ဗျာပို့ရင်အဲ့လိုလုပ်ရမယ်အဲ့တော့အဲ့လိုလုပ်ရမှာဖြစ်တဲ့အတွက်နော်အမေရိကန်ဘက်ကကူညီဆောင်ကြမှုတွေကျေစုတင်နေကြအောင်ပြောတယ်အဲ့လိုပြောရင်တဲ့တစ်ချိန်တည်းမှာပဲဒီငလင်းပြန်လဲထူထောင်ရေးလုပ်ငန်းစဉ်အတွက်မြန်မာနိုင်ငံအနေနဲ့ အရှိန်ယူပြီးအသုံခေါ်ဆိုင်ဆောင်ရမှာဖြစ်တယ်တဲ့အဲ့တော့2022ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မြန်မာနိုင်ငံပြည်ထနာကြောင့်အမေရိကန်အစိုးရကထိတ်သိမ်းထားတဲ့မြန်မာအစိုးရပိုင်ဒေါ်လာတဘီလီယံကိုတဲ့မြန်မာပြည်သူလူထုရဲ့ပြန်လည်ပြောင်းလဲလုပ်ငန်းစဉ်မှာအသုံးပြုဖို့အတွက်ပြန်လည်ထုတ်ပြဖို့လေးစားစွာတိုက်တွန်းတောင်းဆိုပါတယ်ဆိုပြီးတော့အမေရိကန်အစိုးရကိုနော်အမေရိကန်အစိုးရကိုပါတီ၅ခုနော်ပါတီ၅ခုပေါင်းထားတဲ့ Federal ပြည်သူ့မဟာမိတ်အဖွဲ့ Federal Union Alliance ဆိုတဲ့အဖွဲ့အဲ့ဒီအဖွဲ့ကနေပြီးတော့လက်မှတ်ရေးထိုးပြီးတောင်းဆိုတယ်အဲ့ပါတီကြားတော့မကြားဘူးအခုပေါင်းထားရအောင်ပါတီတို့ချင်းပြောပြပါမယ်အဲ့ဒါဘာလဲဆိုတော့ ဥထအောင်ကျော်ဒိုဂရ National Democratic Force Party NDF NDF ပါတီရဲ့ဒိုဂရဥထအောင်နောက်ဒီတိုင်းလိုက်ရှမ်းပြည်အမျိုးသားတိုးတဲ့ဖွံ့ဖြိုးတိုးတဲ့ပါတီကဩဂရဥဆိုင်ထေးအောင်နောက်ဒီနာဂ National Party ကဥရှုမောင်ဩဂရဥရှုမောင်ခြားပါတီတွေနတ်ခင်အေးဦးဩဂရကရင်ပြည်ပပါတီ KPP ကအဲ့ဒါကျွန်တော်နဲ့ဒီကရင်ပြည်ပပါတီတဝိုင်းနဲ့ကြားတဲ့အမျိုးသမီးနတ်ခင်အေးဦးကကျွန်တော်တဝိုင်းနဲ့တူကြားတဲ့အမျိုးသမီးပါနော်အဲကရင်ကရင်ကရင်ပြည်သူပါတီကနော်ကရင်ပြည်သူပါတီခွန်ကြောင် အထွေအထွေမူကချင်ပြည်နယ်ပြည်သူပါတီဒီ၅ဘွယ်ကနေပြီးတော့ဒီဒေါ်လာ1ဘီလီယံပြန်ပေးပါဆိုပြီးတော့ငလင်ထူထောင်ရေးတပြန်ပေးပါဆိုပြီးတော့အမေရိကန်ဆိုအလန့်တောင်းဆိုတယ်။ဘာပဲပြောအဲ့လိုတောင်းဆိုတဲ့အတွက်ပါတီ၅ခုကိုဘာပဲပြောအတိမတ်ပြပါတယ်ကျေးဇူးတင်ပါတယ်အကုန်လုံးပြပါတယ်ရမှာတော့မဟုတ်လို့ပေါ့ရမှာတော့မဟုတ်သို့တော့ရသည်ပြီလို့လည်းဖြစ်စီကျွန်တော်တို့ဒီဘက်ကနေတောင်းတဲ့ကဲတော့ကြားတယ်နော်ကြုံမျိုးမင်းတော်မှာကျွန်တော်စပ်ပြဲပြဲနဲ့လောင်သွားနေတယ်ရမှာလည်းမဟုတ်ပါဘူးလေအဲ့တော့ အမှန်တကယ်ဒီအောက်တန်းသားကျွန်တော်ကြားတော့မကြားဘူးပါလေ။ကရင်ကျွန်တော်တို့ပါလေ။ပြည်သူလူထုပါတီလားပါလားမသိဘူး။အဲ့တော့ဒီအောက်တန်းသားခွေးရဘဝတက်လာတဲ့ခြားပါတီတဲ့သူတို့မထွေးမင်းအောင်လောက်မျက်နှာလုံးချင်တော့အမှန်တကယ်ငလျင်ကယ်ဆယ်ဆိုပို့ဘူးစစ်လက်နဲ့ပစ္စည်းတွေဝယ်ချင်လို့ဒါအမေစုလက်ထက်ကအထားတဲ့ဒေါ်လာ2ဘီလီယံလို့ဖိကုံးပြီးတော့သွားတောင်းတာစာရေးပြီးတော့ဟိုကဘယ်တော့မှမင်းတို့ကောင်ကြီးရမှာမဟုတ်ဘူးဆိုတော့ဒါလေးကကျွန်တော်လမ်းကြုံလို့တင်ပြတော့ပါကဲတော့ဒီကနေ့မနေ့ကတော့ရုပ်တံပြီးတော့ပိုင်းပြည့်ပြည့်စုံစုံလေးနေမှာကျွန်တော်တင်ပြထားတယ်ရုပ်တံပြီးတော့ပိုင်းနဲ့ရှင်းသွားပြီးတော့ကျွန်တော်တောင်းမှပါတယ်အဲ့တော့ထုံးစံတိုင်းပဲ ညချာမှာပဲနောက်ထပ်သတင်းလေးနဲ့ပြန်လာခဲ့ပါဦးမယ်အဲ့တော့ဒီရုပ်သံမျိုးပေါင်းကြီးစုနေမိဘပြည်သူတယောက်ချင်းစီတိုင်းစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေ။